ကျွန်တော်ရဲ့ online သင်တန်းသားများမင်္ဂလာပါအခုကျွန်တော်တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့မီတာခွဲတစ်လုံးနဲ့ TV စင်ဆာရဲ့ဗိုးရိတ်တိုင်းတာခြင်းပေါ့နော် TV စင်ဆာမှာတော့ကျွန်တော်အထက်ကတင်ကြခဲ့သလိုပဲကျိုးသုံးချောင်းပါတယ်ဒါဗာရှင်ဖို့ပါအခုလက်တွေ့ပြသနေတဲ့ဘိန်းလေးကတော့ ISA ဘိန်းလေးဖြစ်ပါတယ်ဘယ်ဘိန်းမဲ့ဖြစ်ဖြစ် TV ရဲ့လို့လို့ပုံသဘောတရားတွေကအကုန်အတူတူပါကျွန်တော်အက်၃ချောင်းချထားတယ်ကျိုး၃ချောင်းအက်၃ချောင်းချထားတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ဘိုင်ယောင်းနေပါလဲဆိုရင်ဝါနီပါမယ်ဝါပြပါမယ်စိမ့် စိမ့်နေမော်ပါမယ်ပေါ့နော်အဲ့ဒါဒီဂျိုးသုံးချောင်းကသူ့အလုပ်နဲ့သူလှုပ်လှုပ်တာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုဘိုးရိတ်တိုင်းတာကြည့်မယ်ဆိုရင်မီတာကို20စကေးမှာနော်20ဟို DC ဘိုးမှာထားမယ်ပြီးရင်တော့ဖွင့်ထားမယ်အဲ့ဒါပြီးရင်ကျွန်တော်ကဘိုးတိုင်းလို့ရပြီဘိုးတိုင်းဘိုးထွက်ရှိလာတဲ့အပေါ်မှာမူတည်ပြီးဂျိုးတွေကိုကျွန်တော်တို့ကခွဲခြားရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်တို့ခုကိုတိုင်းတားအချိန်မှာ 4.97ပေါ့နော်4.97ဆိုတော့ကျွန်တော်က pipe burner ကိုကတ်နေတဲ့အတွက် pipe burner လို့ယူလို့ရတယ်။ဒါပေမဲ့ဒီမှာတင်တင်ဂီတာတစ်ခုဗာတွေ့လဲဆိုရင်ကျွန်တော်တို့ကရှေ့မှာ minus ခံနေတဲ့အတွက်ဒါမိအမှားနေတာပါ။ rotan အနီနဲ့အနက်နဲ့မှားထောက်မိကြဖြစ်တဲ့အတွက်အောက်ချောင်းကအနှုတ်ပါအပေါ်ချောင်းကပေါင်းပါ။ဒါဆိုရင်မှန်ကန်တဲ့အနေထားတစ်ခုကိုကျွန်တော်ပြန်ကြည့်လို့ရပြီ။ဒါဆိုရင်ကျွန်တော်တို့ခုန minus ခန္ဓာမခံတော့ဘူးအဲဆိုရင်ဒီကျိုးသုံးချောင်းထဲမှာဘေးချောင်းအပေါ်ချောင်းနဲ့အောက်ချောင်းဒီကျွန်တော်တို့က ဟို SC ground joe နဲ့ data ဟိုပေါ့ SC ground joe နဲ့ VCC ဖိုက်ဖို့ joe ဖြစ်ပါတယ်เนาะအဲ့ကောင်ကဒီအောက်မှာကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့အယောင်လေးမြင်ရတယ်အဲစိမ့်စိမ့်စိမ့်လိမ်မော်နဲ့အပေါ်ကဝါနီ joe ဖြစ်ပါတယ်ဝါနီ joe ကတော့ဖိုက်ဖို့ VCC joe ဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ကအလဲကောင် joe စာကိုတိုင်းကြည့်အောင် data ဇာဖြစ်မှာပေါ့နော်အလဲကောင်ကျိုးစာကိုတိုင်းမယ်ဆိုရင်ကျွန်တော်တို့က data ဇာဖြစ်မယ်အဲဆိုရင်ဟုတ်ပြီအဲဆိုတိုင်းတာလိုက်မယ်ကျွန်တော်တို့တိုင်းရမယ် ဟုတ်ကဲ့ဒီကောင်အနေထားတစ်ခုမှတွေ့ပါပြီဒါဒီလေဘာမဆွဲခင်အနေထားတစ်ခုမှ0.47ဘိုးလို့ကျွန်တော်တို့အထက်မှာတင်ကြားထားတာဖြစ်တဲ့အခုဒီတွေ့ရှိနေတာကလည်းလေဘာမဆွဲခင်အနေထားမှာတွေ့တာလေဘာဆွဲပြပါဦးလေဘာမဆွဲခင်အနေထားမှာတွေ့တယ်0.47ဒါဆိုရင်အောက်ခြေဘိုးတွေမှန်ကန်ပါတယ်လေဘာဖြည့်ချင်းဆွဲပြပါဖြည့်ဖြည့်လေးဆွဲမယ်လေဘာဆွဲမယ်ဘိုးပြောက်သွားတယ်ခဏလေးโอเคຢ່າဆွဲမယ်ဆုံးတိဆွဲလား လော့လေဘာဆွဲကြည့်ရောအော် sorry လေဘာကျုံမတန်သေးဘူးခဏလေဘာကျုံမတန်ဒီဟာလေးကဒီမှာလေဘာကျုံထိုင်လေးကိုဆွဲပေးဟိုမှာလေဘာကျုံထိုင်ဟုတ်ကဲ့ပါအဲအဲ့မှာလေဘာကျုံဆက်ထိုင်လေးမြန်လေးလားအေးအဲ့ဒါလေးလှည့်ပေးမုံမုံအောက်မှာအောက်မှာအေးဟုတ်တယ်အဲ့ဒါလေးလှည့်ရတယ်အဲ့ဒါအဲ့မှာလေးဟိုကွင်းလေးဟုတ်ပြီဆွဲပြီဆွဲပြီဒါလေဘာဆွဲတဲ့အနေထားပါလေဘာအကုန်ဆွဲမယ်လေဘာအကုန်ဆွဲမယ်ဆုံးထိဆွဲမယ်ကဲဆုံးထိဆွဲတဲ့အချိန်မှာကျွန်တော်က4.30ထိရောက်ရှိသွားတယ်ဆိုတဲ့အတွက်ကြောင့်ဒီကောင်းရဲ့နောက်ဆုံးလေဘာအကုန်ဘိုးတွေလက်မှန်တယ်အကုန်လွှတ်ချလိုက်မယ် လွှတ်ချလိုက်ပါပြီအဲဆိုရင်သူ့ရဲ့အနေထားတစ်ခုဒီ0.46ဘူရိတ်ကိုပြန်လဲရောက်ရှိသွားပါတယ်ဒီကောင်ကတော့ကျွန်တော်တို့ဂျိုးသုံးချောင်းကိုမီတာခွဲတစ်လုံးနဲ့ခွဲခြားတတ်မှတ်ပြီးတော့ဘိုးရိတ်တွေတိုင်းတာလာဖြစ်ပါတယ်เนาะဒါလေဘာမစွဲခင်နေသားမှာ0.46ဆိုတာလည်းမှန်ကန်တာဖြစ်တဲ့အတွက် TB ရဲ့ data လမ်းကြောင်းလည်းကောင်းပါတယ်ဖြည်းဖြည်းလေးပြန်ဆွဲပြပါဒီလေးဆိုရင်သူ strap and step ဖြည်းဖြည်းချင်းတက်တယ်เนาะဖြည်းဖြည်းချင်းတက်ပါတယ်မှန်မှန်ကန်ကန်တက်တယ်တဘူပြီးနှစ်ဘူလာမယ်နှစ်ဘူခွဲပြီးရင်နှစ်ဘူခွဲနှစ်ဘူခွဲပြီးရင်သုံးဘူပေါ့เนาะ အဲ့လိုလာလို့ရှိရင်ကျွန်တော်ပုံမှန်ရပါပြီเนาะဒါကတော့ကျွန်တော်တို့မီတာတိုင်းခွဲတစ်လုံးနဲ့နဲ့တင်ကျွန်တော်တို့ဒီ TV စင်စာရဲ့ဂျိုးသုံးချောင်းကိုခွဲခြားပြီးတော့ဗိုလ်ရိတ်တိုင်းတာဖြစ်ပါတယ်เนาะဂျိုးသုံးချောင်းအလဲစားဒီ data စားဖြစ်ပါတယ် data စားဖြစ်တဲ့အတွက်ကြောင့်လေဘာမစွဲခင်နေသားမှာတော့တော့ဖွင့်ထားရမယ်เนาะတော့ဖွင့်ထားရမယ်ဒါဒီ TV စင်စာရဲ့ကျွန်တော်တို့ မီတာခွဲတစ်လုံးနဲ့ TV စင်စာတိုင်းတာတဲ့နီလာဖြစ်ပါတယ်အစင်လိုက်မဟုတ်ဘဲနဲ့ဒီနေရာမှာသာလင်း၄ဘာမဆွဲတဲ့0.30အောက်29အောက်ရောက်မှဆိုရင်တော့ချက်မီးလင်းမှာပါနော်သူ့ရဲ့အနေထားတစ်ခုက0.30လဲရပါတယ်0.50လဲရပါတယ်အနေထားတစ်ခုကိုပြောပြတာပါဒါလက်တွေ့တိုင်းတာကြည့်ပြီးတော့မိမိတို့ဘာသာမိတို့လိုင်းလံမှတ်ပြီးတော့ပြင်ဆင်နိုင်ကြပါစေနော်ဒါကတော့ကျွန်တော်တို့ TV စင်စာကိုကြိုးလေးတွေတိုင်းတာနေပါမီတာခွဲတစ်လုံးနဲ့တိုင်းတာဖြစ်ပါတယ်ဗျာ